အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးပြန်လည်ပြီးကြိုးလိုက်ပါတယ်ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော်တို့ spa အသင်းအနေနဲ့ဒါနီးပြ anship post ng poster go glue ကိုဒီနေ့အေးပေါ့ကျွန်တော်ဒီဗီဒီယိုညကလေးရတာဖြစ်တဲ့ကြောင့်မလို့အခုပဲဒါကျွန်တော်တို့တရားဝင်အသင်းကနေပြီးတော့ဒါကျွန်တော်တို့အဲပြောမယ် အသင်းကနေပြီးတော့ကျွန်တော်တို့ဒါအထုတ်ပစ်လိုက်တယ်ပေါ့နော်စိုက်လုပ်လိုက်တယ်ပေါ့ tag နှုတ်ထွက်လိုက်နှုတ်ထွက်မှုဥစားကလည်း emotional ဖြစ်နေတော့ပြောချင်တာကြီးဇောနေအများရတယ်အဲ့တော့အခုချိန်မှာဒါပွက်လေပြောမှာဆိုရင်လောကကြီးမှာအုံနောက်နဲ့အမြဲတမ်းစဉ်းစားရတဲ့လူတို့ကတော့ဒါအမိုက်တယ်ကွာဆက်မှာဟာဒါဒီပြတ်တက်လာတော့မယ်ကျွန်တော်တို့ဒါ ျွန်တော်ခုနကကျွန်တော်ရဲ့ channel ဆိုင်ရောကျွန်တော် tactical လည်းမဟုတ် tactical လည်းမဟုတ်ကျွန်တော်ဒီ area ကိုဒါကျွန်တော်အဓိက emotion တော့ကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်ရဲ့ပွဲပြီးရောပွဲကြူရောကျွန်တော်ရဲ့ဒါပြောတဲ့ဥစ္စာအကုန်လုံးနိနိကကျွန်တော်ရဲ့ tactical ကျွန်တော်ပြောသွားတာမဟုတ်ပဲကျွန်တော်ရဲ့ဒါခန်းစားချက်နဲ့ကျွန်တော်ပြောသွားတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီခန်းစားချက်ကိုကျွန်တော်ဥစားပြီးတဲ့လူတွေတဲကတယောက်ဖြစ်တယ်ဘောလုံးနဲ့ပတ်သက်လာရင်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ဘာလဲဆိုတော့ ပူဝင်လင်းပြောမယ်ဗျာဘယ်သူမှနှိမ်နာမှမဟုတ်ပဲစပါကွင်းထဲကိုရောက်ဖွင့်ရင်သိလိမ့်မယ်စပါကွင်းထဲမှာကျွန်တော်ဒါပွဲမဆခင်နဲ့ဒါကျွန်တော်တို့ပွဲပီပီပွဲအတွက်မှာဒါကျွန်တော်အကြီး size ဆိုင်းဘူကြီးအကြီးရှိတယ်အဲရင်တော့ဒါကျွန်တော် white hat လိန်းတော့ဒါကျွန်တော်တို့ကဟိုအသေးဆိုင်းဘူကတ်တယ်ဘောနော်ဒါအခုလက်ရှိဒါ kick ပြောင်းသွားတဲ့အချိန်မှာစပါရဲ့ Tottenham Hotspur Stadium မှာဒါကျွန်တော်တို့ကွင်းပတ်ချလဲမှာ စာတန်းတစ်ခုအမြင်နဲ့ပြည်တယ်ရှိတယ်အဲ့ဒီမှာစာတန်းတစ်ခုကရှင်းရှင်းလေးပဲစကားလုံးလေးငားလို့မယ်အင်္ဂလိပ်လိုပြောမယ် The game is about glory ဘောနော်အဲပြိုင်ပွဲကအောင်မြင်ခြင်းနဲ့ညီမျှတယ်အဲ့တော့ကျွန်တော်တို့အသိရတာ16နှစ်ကြာ52နှစ်ကြာဒါကျွန်တော်တို့စူဖလာရခဲ့တဲ့ movement တစ်ခုကနှစ်ပတ်တွင်းကျွန်တော်တို့ emotion တွေကုန်ပျောက်သွားတယ်အခုလက်ရှိမှာကျွန်တော်တို့ဖလာယူပေးတဲ့ဒါကျွန်တော်တို့တော်တန်ဟော့စပါသမိုင်းတလျှောက်မှာတတိယမြောက်ဥရောပဖလာယူပေးခဲ့တဲ့နီးပြကျွန်တော်တို့ဒါအထောက်ခံလိုက်ရတယ်။လက်ရှိချိန်မှာဒါပြောမယ်ဆိုရင်တော့ လက်ရှိ lead position အားတော့ assist 18ရတယ် okay မှန်တာပဲဟုတ်တယ်မှာကျွန်တော် assist 18ရတယ်မှန်တယ်ဒါပေမဲ့ကျွန်တော်ဖလားရခဲ့တယ်ဒီ check က immediate အရေးကြီးတဲ့ check တစ်ခုဖြစ်တယ်ကျွန်တော်နေတဲ့ခင်ဗျားတို့နဲ့ကျွန်တော်အများကြီးရှင်ညင်းလို့ရတယ် spar thing လက်ရှိ losing က tournament နှစ်ခုကိုရှင်ပြိုင်ခွင့်မရှိတော့တဲ့ကြောင့်မို့ဒါ spar thing နဲ့ကျွန်တော်ဒါဒီနှစ်မှာဒါဖလားလုံးယူခဲ့တယ်ဒါပေမဲ့တချို့လူတွေကကျွန်တော်ဒီနေ့မှာတီးလိုက်တာ premier league မှာအဆင့်၄တော့မဟုတ်အဆင့်၅အဆင့်၆ဖြစ်ပြီးတော့ဖလားမရတဲ့ဥစ္စာကိုပိုကျင်းတဲ့လူတွေရှိတယ် ဘလို့လဲတော့ကျွန်တော်နားမလည်ပြီမဲ့ဒီလူတွေကဖလားရတဲ့ feeling ကိုမကြိုက်ဘူးလို့ပဲကျွန်တော်နည်းမြင်တယ်။ဘာကြောင့်လဲ။ကျွန်တော်နေနေအခုလက်ရှိမှာ Tottenham Hotspur တင်းနဲ့ Europa League ရတဲ့နေ့ကလေးအခုချိန်ကြီးကျွန်တော်ဖလားပုံနေကျွန်တော်ကြည့်လို့မဝသေးဘူး။ခမရအခုချိန်မှာကျွန်တော်အသင်က Top 4နဲ့ပြီးသွားကျွန်တော်နောက်နေမိသွားတယ်။ဘာဖြစ်လို့လဲကျွန်တော်ကစပါးအသင်ကိုအားပေးနေမလို့။စပါးအသင် Top 4ဝင်တာနဲ့သူများအသင်ကြီး Top 4ဝင်တာနဲ့မတူဘူး။ကျွန်တော်အသင် Top 4ဝင်ကျွန်တော်တို့ဘယ်တော့က Big Spank လုပ်ဘူးလဲ။ ကျွန်တော်တို့တော်ဖူဒါကျွန်တော်မမဲ့အန်တိုနီယိုကွန်ဒေးလောက်မှာချန်ပီယံလိဝင်သွားကျွန်တော်တို့ရဲ့အစည်းအကြီးဆုံးခေါ်ယူမှာရီချယ်လီဆန်ဖြစ်ခဲ့တယ်။အဲ့တော့အခုလက်ရှိမှာဘမ်ဘက်ဆရာလာမယ်။ကိုယ့်ရဲ့အသင်းဒီပြတရားဖြစ်မဲ့တော့ကျွန်တော်တို့ဝဲကွန်ဖြစ်ပါတယ်။ဒါပေမဲ့ဘာလို့မှာလဲ။အစင်6အမှန်တမ်းပြောကျွန်တော်အမှန်တမ်းပြောမှာဆိုတော့လဗိုင်းအနေနဲ့လူလေးနဲ့လူသားလေးနည်းနည်းများဆန်ပြီးနီးပြအောင်ဆက်ထားမယ်လို့ကျွန်တော်မျှော်လင့်တယ်။ဘာလို့ဆိုကျွန်တော်အနေနဲ့ဒါလာမယ့်အပတ်မှာဒါဘုမွန်လည်းပြောကျွန်တော်အီတလီကိုသွားဖို့ဒါဥဒိနီ သူကဥဒီနီဘက်ကိုသွားပြီးကျွန်တော်စူပါဖလာကိုသွားကြည့်ဖို့အတွက်ကျွန်တော်လုံးဝကိုပြင်ဆင်ထားပြီးပြီဖြစ်တယ်။ဘာလို့ဆိုတော့ကျွန်တော်နေ Edge Sport ကဂလူဒါနီးပြကျွန်တော်မနိုင်မှမဆိုဗျဟိုဒီနီးပြဟိုထုတ်ပြမယ်ဆိုရင်တော့ Okay ဟာငါအနေနဲ့ငါခံနိုင်ပါတယ်ဘောနောငါအနေနဲ့စပါရဲ့ဒါကျွန်တော်တို့ဟိုစူပါကောက်ငါသွားကြည့်မယ်ကိုရီကိုပြနဲ့ရှုံးမယ်ဆိုတော့ at least ကိုရီကယူရိုပါလိဝင်တာပဲလေဟုတ်တယ်မလားအဲ့ဒီအနေနဲ့သွားကြည့်ခြင်းတယ်ကျွန်တော်လည်းစူးစမ်းဖို့လာမယ့်ဘက်မှာကျွန်တော်စူးစမ်းဖို့တော့ကျွန်တော်စီစဉ်နေတယ်ဒါပေမဲ့အခုလက်ရှိမှာကျွန်တော်မသွားတော့ကျွန်တော်စဉ်းစားတာလက်ရှိကျွန်တော်ရဲ့ feeling ရကျွန်တော်ရဲ့ moment ရကျွန်တော် spark queen ကို လာမယ့်နှစ်မှာကျွန်တော်သွားဖို့ရာခိုင်နှုန်းတော်တော်လေးကိုနည်းသွားခဲ့ပြီ။ဘာကြောင့်လဲ Daniel Levy အနေနဲ့ Daniel Levine အနေနဲ့ခုလက်ရှိမှာ spa သင်းရဲ့ဒါကျွန်တော်လက်ရှိ supplier အောင်မြင်မှုထက်ဆိုင်သူအနေနဲ့ငွေကြေးအောင်မြင်မှုကိုသူမမောတယ်။အဲ့တော့ကျွန်တော်အနေနဲ့လာမယ့်ရာသီမှာကျွန်တော် spa သင်းနဲ့ပတ်သက်ပြီးအင်ဂျီတစ်တွေလဲဝယ်ကျွန်တော်အနေနဲ့အမှန်တမ်းပြောမလို့အတူအတက်ထွက်မဲ့ကျွန်တော် jersey အမဲလေးကိုကျွန်တော်တအားကြိုက်တယ်။တအားတအားသဘောကြိုက်ဒါပေမဲ့ကျွန်တော်အသင်းကိုဒါတပြားတစ်ချက်မှာကျွန်တော်ရဲ့ဝင်ကိုကျွန်တော်ပြီးတော့မှမဟုတ်တော့ပါဘူး။ အမှန်တရားမစိတ်ပြတ်သွားရင်လက်ရှိအချိန်မှာသူများတွေကဒါကျွန်တော်လာမယ့်နှစ်တွေမှာဘယ်လိုမျိုးစုဖလားတွေကိုဒါစုကူးဖို့အတွက်အကုန်လုံးစူးစမ်းနေတဲ့အချိန်မှာကျွန်တော်အသင်က top 4ဝင်ဖို့အတွက်အမြဲတမ်းစဉ်းစားနေခဲ့တယ်။ဒါတသက်မှာတစ်ခေါက်လို့ဖြစ်ခဲ့တဲ့ phenomenon တစ်ခုလို့စုဖလားရခဲ့တဲ့ moment ကျွန်တော်တက်ကဘာနဲ့မှလေးလို့မရအောင်။ခါမှကျွန်တော်ဘဝမှာကျွန်တော် top 4အချိန်ချင်းဝင်ခဲ့ဘူးတဲ့။ဟုတ်တယ်မလားကျွန်တော် Champion League Final တွေ့ခုရဒုတိယရရလို့ဘယ်သူမှတ်မိလို့လဲဟုတ်တယ်မလားကျွန်တော်လက်ရှိမှာကျွန်တော်တို့ဒါ လာပေါ်ပထမဆုံးသွားရလူပဲမှတ်မိတယ်ဒုတိယသွားရလူဘူးမှတ်မိလို့လေကျွန်တော်ပြောတာအစစ်၄ကောင်မြောက်သွားရလူဆိုဘူးမှတော့ဘူးမှတ်မိဘူး၄ကောင်မြောက်ရောက်တဲ့ကောင်ကလွင်ဘေးနာလူဘူးမှတ်မှတ်မိဘူးအခုလက်ကျရှင်များတို့ကျွန်တော်ဒါနောက်ဆုံး၅နှစ်မှာစပါတင်တော်ဖို့ဘယ်နှခါဝင်လဲလို့ကျွန်တော်တို့ဘေးပရိသတ်ကတရားမယ်တို့ဘူးမှမဂိမဆိုင်ဘူးအေးစပါနောက်ဆုံး၁၀နှစ်ဒီမှာဖလားပန်လို့ရတယ်တလုံးရတယ်လူပဲဖြစ်ရှိမယ်အဲ့ဒီဖလားဘယ်ရရလဲအကုန်သိပြီသားတခါကျရင်ဗျညရာတိုင်းမှာလीအ IQ နဲ့လိုက်ပြီးဆုံးဖြတ်နေလို့မရအောင်ကျွန်တော်လည်းခုနကကျွန်တော်ရဲ့အလုပ်မှာကျွန်တော်အုံနောက်ရမ်းတော့ခင်ဗျားတို့ကြောရမှာကျွန်တော်လုပ်မှာကျွန်တော်အရန်အုံနောက်တော့ကျွန်တော်ချင်းအုံနောက်သုံးနေရတယ်အဲ့ကြောင့်ဘဝမှာကြီးကျွန်တော်လေးကျွန်တော်အရန်သဘောကျတယ်ကျွန်တော်တို့အဲ့အုံနောက်သုံးရတဲ့အရာတွေကိုကျွန်တော် shut off လုပ်ဖြစ်တာများတယ်ကျွန်တော် emotional နဲ့ပဲကျွန်တော်တိုင်းတာတယ်ဘာလို့တော့မှာတခါကျရင်ဘလုံးသွင်းသွင်းကိုကျွန်တော်အားပေးတာဗျာကိုယ်အသင်း supply ရတဲ့ feel လေဘာနဲ့မှမဟုတ်ခုနကကျွန်တော်ပဲ top food top food top food ပြီးတော့အသင်းရဝင်ငွေရအဲ့အသင်းဝင်ငွေကျွန်တော်ရလို့လား အဲ့အသင်းဝင်ငွေရောကျွန်တော်တို့ရောပြန်လှူနေတာဖြစ်တယ်ကျွန်တော်တို့ကြည့်နေတဲ့ television fees တွေကျွန်တော်တို့ဝယ်နေတဲ့အင်ဂျီ fees တွေကအသင်းတွေရောပြန်လှူနေဖြစ်တယ်အဲ့ကြောင့်မလို့ကျွန်တော်တစ်ခေါက်ပြောဘူးရမလားဟို international မြန်မာနိုင်ငံပြည်သူတွေတော့မဟုတ်ဘူးเนาะဒါကျွန်တော်တို့မမေရဒါစပါနဲ့ United ဂျာတဲ့မှာကျွန်တော်18တင်ဂျာတဲ့မှာဒါကျွန်တော်တို့ဆူဖလာကိုဘယ်အသင်းကိုရစေချင်လဲလို့ဒါကျွန်တော်လုတ်လိုက်တဲ့အချိန်မှာ စပါဘူဘောင်းရတယ်အခုကျတော့ဘယ်ကောင်ကြောက်လို့လဲကျွန်တော်ပြောရကိုဒီကိုယူနိုက်တက်အခုလက်ရှိမှာခုနကပြောလို့ယူနိုက်တက်ကလက်ရှိယူရိုပါလိမရတော့ယူရိုပါလိတရားဒီထက်ပုံစံယူရိုပါလိမရတာတဲ့အသင်ကလက်ရှိမှာ Brian Ambom ကိုလက်ရှိရှိနေတဲ့နီးပြောက် strongly သူတို့ယူထားတယ်ဒါကျွန်တော်နောက်ထပ် Con Matthews Corner Victor Kyogres လေးခေါ်သွားနိုင်တယ်ကျွန်တော်အခုချိန်မှာ Thomas Frank လား Marco Silva လားဗာကျွန်တော်ဘုံလေ Marco Silva ဆိုရင်ကျွန်တော်မကြည့်တော့ဘူးရှင်းရှင်းလေး သောမက်စ်ရနောက်တာကိုဟာတော်တော်လေးဟိုသဘောကျလို့ဒါကိုကိုရဲ့ pass နဲ့အရန်သဘောကျရဲ့နီးပြတ်တယ်ဒါပေမဲ့လူမထုတ်ခံလိုက်ရတယ်ကျွန်တော်တော်တော်လေးကိုစိတ်ပြတ်တယ်ပြဒနာပဲလားပိုင်ရှင်တွေကလေပတ်စံဟံပဲကြီးတော့တဲ့အချိန်မှာအသင်းကစုံလုံးမျောသွားတယ်ဘာလို့လို့မရတော့အဲ့တော့ဖလားရထားတဲ့အသင်းတသင်းရဲ့နီးပြကိုထုတ်ပြဥမာပြကျွန်တော်ဒါတုံတန်လောက်တာနေတယ်တချို့ကျ Eric Dahl လို့ရယ် Eric Dahl လို့ကိစ္စမျိုးနဲ့ကျွန်တော် ဖြစ်ပါစီဗျာအဲရစ်တန်ဟာလို့ကျွန်တော်ဖြစ်ပါစီလောက်ဆိုတော့တနေ့ဖလားလုံးရထားတဲ့ဒီပြားလည်းကျွန်တော်မလူချင်မဲနေမလားခင်ဗျာ United Stand နဲ့ကျွန်တော် Stand နဲ့သွားမချိန်နဲ့ဟိုကဥနာပေါ်သူပဲဒါစဖာလက်ရှိမှာဥရောပမဟုတ်ဘူးအင်္ဂလန်မှာအအောင်မြင်ဆိုအသိရတဲ့အသိအဲရစ်တန်ဟာလို့ဖြစ်သွားမယ်အဲရစ်တန်ဟာလို့ဖြစ်ပါစီလောက်ကျွန်တော်ဖျားစုမှာဆူတောင်းလိုက်အောင်တနေ့ကိုဖနာလုံးရဂျူဘီရဒီပြား I don't fucking care မဲသူကသူ League Station မှာခင်ဗျာ League League Station ကခင်ဗျာဘလူးဆောက်ခုလက်ရှိမှာ Tottenham Hotspur တဲ့အဆက်ဆက်ခွန်နဲ့အတင်းလို့မှတ်မိလား Europa League ဝင်တာလို့မှတ်မိနေဘလူးတွေထင်လို့လားခင်ဗျားတို့ ခင်ဗျားတို့အဲ့အုံနောက်ကြီးကို shut off လုပ်ပြီးခင်ဗျားခဏလေးရေဘက်ကြီးနဲ့တွေးကြည့်စမ်းပါကျွန်တော်ပြောရအောင်အဲ့ tactic ကိုကြောဗျာညီမနိုင်မကျွန်တော် spa tactic ကို tact အဲ့ spa ဘက်က tactic ကိုစောက်ယူတွေကိုလေအင်မတန်မှအကြီးကြီးဟာ Thomas Red Line ပိုင်းလို့လောက်ပြမင်းမစောက်ရင်းမပေါ်လောက်ပြပဲခုနပြောလို့ပဲအာ Mourinho ခက်တော့ Mourinho အခုလို့ မော်ရီညိုခစ်တော်ခင်ဗျားတို့ပြပြမယ်เนาะဒိုင်နမိုဇာဂရက်ကိုကျွန်တော်တို့ဒါ2-0နဲ့နိုင်နေတာတစ်ဖက်ရဲ့နီးပြကဒါကျွန်တော်ငွေလိမ်လည်မှုနဲ့ထောင်ထဲရောက်နေတဲ့အသင်းဆယ်ရီကိန်းလို့ Brian ကစားသမားမရှိအောင်မနိုင်ခဲ့တဲ့လီတကူဒီဒီနီးပြယူသွားခဲ့ကျွန်တော်တို့ဒီနီးပြထုတ်တယ်မထုတ်တယ်အခုလက်ရှိမှာကျွန်တော်စိတ်ပြတ်ဆုံးပါလေပိုင်ရှင်တွေက Top 126ဝင်ပြီးတော့ဖလားမရတာထက်ဆိုင်ဖလားရပြီးတော့အသင်းကိုအခုလက်ရှိမှာဗျာသူတို့လူချင်းနဲ့ချန်ပီယံလိဂ်ကြီးတဲ့ဝင်နေတာဗျာကျွန်တော်ပြောတာသိလား ျွန်တော်လည်းနားမလည်ဘူးဗျာခင်ဗျားတို့ကျွန်တော်အခုလက်ရှိဒီအတွက်အားပေးလာကျွန်တော်ရဲ့အသက်အပြည့်နီးနီးပဲရှိတော့မယ်ခင်ဗျားကျွန်တော်နားလည်လာမယ်ကျွန်တော်အခုချိန်နေကျွန်တော်နှစ်ဘူးပါတနက်တောင်ပြီးမယ်ကျွန်တော်နားမလည်ဘူးပဲပြင်ပါပဲတကယ်နားမလည်ဘူးကျွန်တော်ကျွန်တော်လာပြီးချက်ပေါက်မှာကိုယ့်ကိုယ်တိဘာလို့ထောကျွန်တော်လည်းမသိဘူးဟဲ့လူတို့ကျွန်တော်ကြပါပဲကျွန်တော်တို့ကဘာလို့ emotion လေးနည်းနည်းလေး တင်ရအောင်တောင်းတောင်းလူကမှုကစံပြေတော့အဲ့ဒါလွန်ခဲ့တဲ့16ရက်ဒီဒီကမှဒါကျွန်တော်စပါတင်က18နှစ်ကြာ40နှစ်ကြာပလာရတဲ့မှုကငါလူမှသာကတုံးကရအောင်ဖြတ်ပြက်တာငါနီးနားရှိရင်တခုခုဆွတ်ဆက်လုပ်လိုက်ရမယ့်ကတုံးကိုသိလားဟို at least တော့ဗျာတန်ပေါင်းများစွာရှိတဲ့ပြိတ်သက်တွေပျော်သွားမှာဗျာသိလားကျွန်တော်တခုခုလုပ်လိုက် နေအခုနကကျွန်တော်ကျွန်တော်ဘယ်လောက်ရှိကျွန်တော်ခန္ဓာကိုယ်ဘယ်လောက်တဝက်လောက်တော့မရှိကျွန်တော်နေအိုးပြီးဆုံရှာလိုက်တေသွားမှာပြီးသွားပြီလားဆိုရင်ဟုတ်တကယ်အဒီတော့လူတမ်းမောက်များဆိုတော့ကျွန်တော်ဝမ်းသာမယ်ဗျာဒီလားကျွန်တော်ပြောတာအမကျွန်တော်မေဟာခရောက်ခမနောက်နှစ်မှာဒါခုနကာရာဘောတို့ FA ပလာလူနေတာကျွန်တော်လီပူစေလဲတယ်ဟေးလူကြီးလဲတယ်ဆဲကားပြန်လဲတယ်ရှင်းလား ဆယ်ကားပြန်မှုအခေါက်100ပြန်လေးတယ်အခုလက်ရှိခမောက်ဥမာဆိုလီဗာပူးမြို့တဲဝင်သွားတယ်မလားလီဗာပူးမြို့တဲလီဗာပူးရဲ့နိုင်ငံမှာကြည်လိုက်ဖလားနံပါတ်ပဲရေးထားတာဘယ်ကောင်းမှကျွန်တော်တို့ကလွန်ခဲ့တဲ့3နှစ်ကအဆင့်နဲ့ပြီးတာလီဗာပူးလက်ရှိကျွန်တော်နောက်ဆုံးဆယ်နှစ်ကအဆင့်နဲ့ပတ်သက်ခါပြီးတာလေအာဆယ်အဆင့်နဲ့ပတ်သက်ခါပြီးတာအာဆယ်ပြိတ္တအခုလက်ရှိမှာအဆင့်နဲ့ဖလားဘယ်ကောင်းလို့ကြဖလားလို့ကျင်တဲ့လူပဲကုန်ဖြေလိမ့်မယ်လေဘူပိတဲ့အမေကြီးခုလက်ရှိမှာပရီးမီးယားလိဖလာရနေတာအာမန်ချက်စတာစီးတီးကိုပရက်ရှာပေးတာနဲ့ဘယ်ဟာပူချက်လဲပရီးမီးယားလိဖလာလိုချင်တာပဲအကုန်လုံးဖလာတင်တာမဟုတ်ဘူးလားကျွန်တော်ဗျာ ချုပ်တယ်မှာကျွန်တော်အသင်းတသင်းကိုခင်ဗျားတို့သွားပြီးခင်ဗျားလီးတိုက်တယ်ဟာဒီအသင်းကဒါအစ်စ်နဲ့အမြင့်ဆုံးရထားတဲ့ဥစ္စာဆိုဘယ်ကောင်းမှအဲ့ရရေစုဖလားထုတ်မပေးဘူးဟာဒီအသင်းပါရှင်တော့ဒီတော့ပါပဲကိုဒီနည်းနည်းလေးပူပြီးမျောလေဩလို့ဒီကောင်းလေးလူစိတ်ကလေးများနည်းနည်းလေးများရှိမလားဆိုပြီးတော့ဒီပြထွက်လို့နောက်ကလိုက်ထွက်မဲ့ကစားသမားတွေမပြောနိုင်အောင်ဒါလူတွေပဲရှိသေးတယ်ပြောတော့ ပြီးပြီးအဲဒီဘက်ဦးဒင်းကြီးလည်းမသွားတော့ရှီဘုန်းနဲ့လက်ရှိမှာလူကြာရှိတာပဲလှူလိုက်တော့မယ်ပို့ပြီးတော့ကုတူရအောင်မယ်လာမယ့်နေရာစီလည်းခုနကတခြားသောခုနကအင်္ဂလန်မှာနေပြီးတခြားသောပွဲတော့ကျင့်ကြည့်လိုက်မယ်စပါးကွင်းတော့အရေးတောင်မနေနိုင်အောင်အကောင်းဆုံးကြိုးစားရမယ်ဘာလို့ဒီအသင်းကိုလုံးဝပတ်ဆက်မပြီးတော့ခုနကချန်ပီယံလိဘွဲတွေခုနကဥရောပကျွန်တော်မှလက်ရှိမှာရှန်ချန်ဗီဇာကျွန်တော်ဥရောပပွဲတွေပတ်ကြည့်တော့တရုံးသားပွဲရှင်းရှင်းလေးပြောပြအင်္ဂလန်မှာပူအရန်စီကြည့်တယ်ကိုယ့်ကကိုယ်ဒါဟုတ်မရောက်ဖူးတဲ့ဒါဆွစ်ဇာလန်ကွင်းတို့ဒါဟန်ဂရီကွင်းချက်ကွင်းတွေ၆သွားရမယ်နေတော့ နေတော့မအီလို့တဲ့ဒီနတ်လုံးဝဒီကွင်းကိုဒီညဒီညနဲ့ပဲတော်ပြီစူပါကတ်လည်းရှိုးမှာခင်ဗျာတောမက်ဖရမ်ကောင်တကြားမင်းစင်ကယ်ရှိုးမှာဘောတော့ကြည့်နေခင်ဗျာကြည့်နေ PSG ပြနူနိုမန်တက်ဒီဇိုင်းဒူဝေးချမှာခင်ဗျာစီဆွတ်ပြီးတော့ထားလောက်ပဲဘောလုံးဘွဲတကူကြည့်ရှုကျင်နေဆိုရင်တော့ Youth Sport Media 3.0 TV 4ကြီးတို့မှာအချင်းလို့ဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာတဲ့ကလစ်ဖုန်းမမိကြပါနဲ့ဗျာမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တို့မှာကောင်းမွန်တော်နေနေဖြစ်ပါစို့ဆုမကောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှတွေ့ကြတာပါ Tivaba.